ရုပ်ရှင်ပြီးတော့ကောင်းတဲ့မိကုံလေးအပေတကားပိတ်တယ်ဆိုတာဘာကိုပြောတာလဲဖေဟာဟုတ်ပြီအပယ်လေးပါးကိုအရင်ဆုံးသိရမယ်ငရေတလေးဆန်ပြိတံအတုတကယ်အဲ့ဒါဒီအပယ်လေးပုံအပယ်လေးပါးလို့ခေါ်တယ်ပုထုဇဉ်တယောက်သေးကနီးမှာဂတိငါးမျိုးထင်တယ်ဒေဝမနုဿအနိရယနဲ့ပေတတလေးဆန်လာရန်အတိငါးတန်သောဂတိဆိုပုထုဇဉ်တယောက်သေးကနီးမှာရောက်နိုင်တဲ့ဘုံဌာန 5မျိုးအဲ့ဒီ5မျိုးထဲမှာကျင်းတွေပေါ့များသောအားဖြင့်လူတသိန်းမှတသိန်းမှတသိန်းဒီပါရောက်နိုင်တဲ့ဘုံကအပယ်လေးပါဒါကြောင့်ပါဠိထောက်ကစတ္တရောအပါယတကခေဟာတတိတာအပယ်လေးပါသည်ပုထုဇဉ်တို့ရဲ့အမြဲတမ်းသွာလာနေထိုင်ရတဲ့နေအိမ်ပဲလူဘဝကိုရောက်လာတဲ့ပုထုဇဉ်ဖြစ်နေတည်တဲ့ဒီကိုပြန်ရောက်တယ်ဒါဆိုအဲ့ဒါကိုဘယ်လိုခံမနိုင်လဲလို့မေးရင် လူတယောက်ဟာတေဂာနီးမှာတေဂာနီးမှာအကုသိုလ်ကိုဆွဲပြီးတော့တည်ရင်ဝါအကုသိုလ်များတည်ရင်အပယ်လေးပုံရောက်တယ်လူတွေဟာတေဂာနီးမှာကိုယ်ခန္ဓာကိုမတည်ခင်နဲ့ကလည်းချစ်တယ်တေဂာနီးမှာကိုယ်ခန္ဓာကိုဆွဲလန်းပြီးတော့ကိုယ်ခန္ဓာကိုဆွဲလန်းပြီးတဲ့ပြီးတဲ့အတွက်တေရမှာကိုကြောက်သွားတယ်အဲ့ဒီပုဂ္ဂိုလ်ကလည်းအပယ်လေးပါးတပုံပုံရောက်တယ်နောက်တစ်ခါ တေဂာနီးမှာကိုရှာဖွေထားတဲ့စီးစင်ဥစ္စာနဲ့သာသမီခင်မွန်းလင်းတဲ့စသည်တွေကိုဆွဲလန်းပြီးတော့တေတဲ့ပုဂ္ဂိုလ်ကလည်းအပေလေးပါ တဘာဘာကိုကျင်းနေပါရောက်တယ်အဲ့ဒါအင်ဂုတ်လိုပါလိတော့နောက်တစ်ချက်ကခန္ဓာမတိအာရဏမတိဓမ္မတိပြိဿသုံးပတ်မတိအရှုကံမတိအရှုညာမတိတမထဝိပဿနာအကြောင်းအကျိုးပြိဿသုံးပတ်ဘာမှမတိပဲနဲ့ငါခန္ဓာကိုယ်ကြီးတရားတော်မှာပါလားကြောက်လိုက်တာ ငါနှိမ့်ဆက်နေတာမသိဘူးငါမြဲတမ်းဓာကြီးခံတာဘယ်လိုလုပ်ပါမလဲဆိုပြီးကြောက်လန့်ပြီးတော့တည်တဲ့ပုဂ္ဂိုလ်များအဲ့ဒီ၄ရောင်အဲ့ဒီပုံစံနဲ့တည်တဲ့ပုဂ္ဂိုလ်တိုင်းပုထုဇဉ်တိုင်းသည်တည်တာနဲ့ငရေတလိဆန်ပြိတာအတူတကယ်တဘုံဘုံရောက်တယ်။ဒါဆိုအရှင်မြတ်ဘယ်လိုသိတာလဲလို့မေးရင်လူတွေဟာနေတဲ့အချိန်တုန်းကပြောပြောပါပါနဲ့စားကတောက်ကရောင်းကဝဲကသွားကလာကဟိုနိုင်ငံဒီနိုင်ငံဟိုအလုပ်ဒီလုပ်နဲ့ပြောပြောပါပါမော်မော်ချွားချွားနဲ့နေနေတာ သို့တော့တေဃာနီးအချိန်မှာကြတော့အဲ့ဒီတေရမယ်ပုဂ္ဂိုလ်တီကိုသွားရမယ်ဂတိဆိုတဲ့လာရပုံကိုသူကိုယ်တိုင်မြင်သွားတာဆိုကြပါတော့အခုလူတယောက်ကတေရတော်မယ်အချိန်မှာသူတေရင်ရောက်ရမယ်နေရာကတိလိစ္ဆာန်ပုံဆိုသူမရောက်မရောက်ရဲတော့သူကြောက်သွားပြီအဲ့ဒီမှာသူကြောက်ပြီးတော့ငိုတာပဲအဲ့ဒီမှာသူကြောက်ပြီးတော့လန့်သွားတာပဲအဲ့ဒါလူဟာတေဃာနီးမှာ နမိတ်ထင်တာလေအဲ့ဒီထင်တဲ့နမိတ်တီ အခုနကငရဲတလေးဆန်ပြိတ္တအတူတကယ်ဆိုတဲ့ပုံတပုံကိုသူ့ကိုသူ့ကိုယ်တိုင်မြင်ရပြီးတော့ကြောက်သွားတာအဲ့ဒီလိုကြောက်သွားတဲ့အတွက်ကြောက်ပြီးတော့တေးရတာဟုတ်လို့အပယ်လေးပုံကိုရောက်တာပဲ